တယ်မပါပါဟိုကြောင်ကြောင်မဟုတ်ဘူးနော်တို့ကလုံးဝတကယ်အတီးရိုက်ထားဆိုတော့ဟိုရိုက်ရင်းနဲ့တော့ရင်ခုံးတယ်အဲ့တရေတွေအကုန်လုံးငါရဲ့ကားပေါ်တက်လို့ရတယ်ကွာတက်တခမ်းပဲလိုလိုတူလိုပါနော်နည်းနည်းဖြစ်တာလေးတော့နည်းနည်းရှိတယ်ဖတ်ဖတ်ပတ်ပြီးတောင်းပန်ရတာပေါ့နော်မေတ္တာပို့ပါညာအဲ့လိုမျိုးတော့ရိုက်ခဲ့လူဆိုတဲ့ဘဝပဲရှိတယ် ဒါကျွန်တော်55လဲ။အရင်ယုံနေလည်းမဟုတ်ဘူး။ယုံသိနေတာလေးကိုယုံပြီးတော့မယုံသိနေတာကိုမယုံဘူး။ကျွန်တော်ဒီဘန်ဒူရာရုပ်ရှင်စကားထဲမှာကျွန်တော်လင်းထက်နေရနေကျွန်တော်သိဥဆောင်လာပါတယ်။အဲပြီးတော့ဒီကားထဲမှာကျွန်တော်တငယ်ချင်း၃ယောက်က အဲဘယ်လိုပြောမလဲရောအရန်ဆင်းရဲတဲ့ဘဝကအရန်ချမ်းသာသွားပြီးဖြစ်ချင်တာကြီးဖြစ်သွားအကြောင်းရင်းလေးကိုနော်အဓိကရိုက်ထားတာဖြစ်ပါတယ်ပြီးတော့ဒီကားထဲမှာအဲကျွန်တော်တို့ကဘယ်လိုပြောမလဲအလောင်းစားလို့လို့ပါတယ်အလောင်းစားအလောင်းစားမဟုတ်ဘူးအလဲလဲလို့အဲအဲ့လိုမျိုးပြရလောကန်းလဲလဲလို့ပါဟုတ်ဘယ်လိုပြောမလဲဒီကားရဲ့အဟောပဲကျွန်တော်ပြောချင်ပါတယ်တခြားကားတွေကိုကျွန်တော်မပြောချင်ပါဘူးနော် ညာဒီကတော့ဒီဒိုင်တာဒီဒီထက်အောင်ဒိုင်တာဒီဒီထက်အောင်ကကျွန်တော်တို့ရှေ့မှာညမင်္ဂလာနဲ့သူဟိုပြိတဲ့အပြီးဖြူချင်းကိုသူခံထားရတယ်နော်အဲကျွန်တော်ဒီကကလည်းညမင်္ဂလာမတိုင်ခင်တည်းကကျွန်တော်တို့လည်းအဲရုံမတင်ခင်တည်းကကျွန်တော်တို့ရိုက်ဖို့ရည်ရွယ်ထားတဲ့ဇာတ်ကားလည်းဖြစ်တယ်နော်အဲဒါပေမဲ့ညမင်္ဂလာအရင်တင်ပြတယ်ပေါ့နော်ကျွန်တော်ဒီကနောက်မှတင်ပြတယ်ပေါ့အဲ့ဒီမှာသူ့ရဲ့အားသာချက်တွေကဘာရင်လဲဆိုတော့သူက ဒီသူကိုနိုင်ကလည်းဇလန်းဇညွန်လောက်တဲ့လူတယောက်ဖြစ်တဲ့အတွက်အဲသူဇလန်းကိုတော့သူကသူ့အတွက်လည်းပို့ပြီးတော့ထူးထူးခြားခြားဖြစ်မဲ့ဟာမျိုးသူပို့ပြီးတော့သူကိုနိုင်ကသဲထိတ်ခြင်းကိုဖြစ်မဲ့ဟာမျိုးသူပုံပေါ်ခြင်းနေတဲ့ဟာတွေအကုန်လုံးတော့သူဒီကားထဲမှာစုပြုံပြီးတော့ဗောနော်သူ့ရဲ့ချိုးသားအားထုတ်မှုတွေကိုကြောက်မြင်ရတယ်ဗောနော်အဲ့တော့ကျွန်တော်တို့လည်းရိုက်တဲ့အခါမှာ ပထမဦးဆုံးရိုက်တဲ့နေ့ကဟာမနက်9:00နာရီရိုက်တယ်နောက်နေ့မနက်9:00နာရီထိပေါ့နော်အဲအဲ့လိုမျိုးပေါ့ရဲရိုက်ရတဲ့အခါမှာလည်းအကုန်လုံးတစ်ဖွဲ့သားလုံးပင်ပင်ပန်းပန်းနဲ့ရိုက်ရတယ်ဇလန်းကလည်းဟိုဘယ်လိုပြောမလဲဟိုကြောင်ကြောကြောမဟုတ်ဘူးနော်ဟိုလုံးဝတကယ်အတီရိုက်ထားတာဆိုတော့ဟိုရိုက်ရင်းနဲ့တော့ရင်ခုန်တယ်ဟုတ်ကဲ့အဲအဲ့လိုတော့မရှိဘူးဟို အဲ့လိုရိုက်နေတဲ့တရေချောက်ခံရတာတော့မရှိပါဘူးတခမ်းပဲလိုလောတူလောပေါ့နော်နည်းနည်းဖြစ်တာလေတော့နည်းနည်းရှိတယ်ကျွန်တော်အုံမခွက်ခောက်ရင်းနဲ့အုံမခွက်ကရက်သွားရင်အတန်အဆက်ကြားနေတုံးပဲအဲအဲ့လားလေးပေါ့နော်အတက်ချက်ပါပဲဒါပေမဲ့အဲ့လိုပေါ့မရိုက်ခင်တော့လေဟိုအဖက်ဖက်ပတ်ပြီးတောင်းမှန်တာပေါ့နော်မေတ္တာပို့ပါညာအဲ့လိုမျိုးတော့ရိုက်ခဲ့ဒါကျွန်တော်55လေးပဲအဲရိုင်းရဲမယုံဟို အရင်ယုံနေလည်းမဟုတ်ဘူးအယုံသိတာလေးကိုယုံပြီးတော့မယုံသိတာကိုမယုံဘူးချုပ်ဟာတွေကလည်းအရင်မယုံဘူးမရဘူးတဲ့မှာအရင်မယုံရင်ပြဿနာများကုန်တယ်အဲ့တော့55ရဲ့ဟုတ်ကဲ့တရေကားကကျွန်တော်လည်းကြိုက်တယ်လေနိုင်ငံခြားကားတွေဆိုရင်ကျွန်တော်တွေဟိုအလူရက်ပဲကျွန်တော်တွေအကုန်လုံးကြည့်ကြတာပဲတကယ်တရေကားမိုက်သွားပြီဟေ့ဆိုရင်ကြိုက်ရဟုတ်ကဲ့အဲ့တော့ဟိုအခုလည်းဒီပန်ဒိုရာကားလေးကိုဇက်ဖက်ကြည့်တဲ့အခါမှာ ကတကယ်တော့မိုက်တယ်တကယ်မိုက်တော့ကြတော့ဒါကတော့ပြည်သက်တွေကြီးကြီးမှာပဲစိတ်ချင်းဘယ်လိုပြောမလဲအထက်တူကြမကြတော့တည်ပါဘူးเนาะကားကတော့တကယ်မိုက်တယ်ဟိုအဲ့အဲ့ဒီတော့တော့ပို့ပြီးတော့တော့ရင်ခုန်တာပေါ့လေညမှာအဲ့တော့တကယ်မိုက်တယ်ဆိုတော့သူကတကယ် horror ကားတကယ်တော့စစ်တယ်ဟုတ်ညညာတာတာသိမ့်မရှိဘူးအဲသူကြောက်အောင်ခြောက်ထားအဲ့လိုမျိုးပေါ့သူကနည်းနည်းဘဝတွေကို ွားပြီးတော့တစ်ဖက်နဲ့သွားပြီးလဲတဲ့အခါကျတော့အဲဆူဆူရွရွလေးတွေတော့ပါတာပေါ့ဟို realism လည်းကြပါဗမျိုးတွေကရှိပါတယ်ဟုတ်အဲ့လိုအလဲလဲလုပ်အဲ့ဒါအားမရဘူးဆိုရင်တော့ကျွန်တော်တို့ကကျွန်တော်ရုပ်ရှင်စာရိုက်ကတဲ့ကကျွန်တော်ရည်ရွယ်မိုးကဒီတိထောင်ကြီးရအောင်ပြီးတော့ဇာရိတ်ကဘောနော်အဲ့လိုမျိုးဆိုတော့ဒါရှင်းရှင်းပြောမယ်ဆိုရင် ိုကျွန်တော်ကျွန်တော်ပထမဦးဆုံးရိုက်တဲ့ဇန်ညုံးဆရာပေါ့နော်ဆရာကြီးတော့သူရိုက်တယ်ဆိုတဲ့အချိန်မှာကတည်းကအမှန်တမ်းပြောရင်သူပထမဦးဆုံးရိုက်တဲ့ကားမှာတော့ကျွန်တော်ပါရှင်းတာပါဟုတ်ကျွန်တော်တို့ပန်ဒိုရာရုပ်ရှင်စကားကြီးဟာနိုဝင်ဘာ28ရက်နေ့ကျဟိုင်းနဘာတီဗီလုံးမှာရုံနေပြသမှာဖြစ်ပါတယ်ဒါရိုက်တာနေစကျွန်တော်တို့အားလုံးအရန်ကိုမှပြုလာထားကြပါမယ်အဲ့တော့အားလုံးဝေဖန်သုံးသပ်ပြီးတော့ကြောက်ပေးကြပါဦးလို့ပြောချင်ပါတယ် Okay, bye.